အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Smart Biz Academy အားနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ငွေစုတဲ့အကြောင်းပါเนาะ finance ပေါ့ငွေကြေးပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောมาဖြစ်ပါတယ်ကျွန်တော်တို့အရာစီးပွားရေးတွေလုပ်ကြတယ်ရလာတဲ့ငွေတွေကိုကျွန်တော်တို့ကိုယ်ပိုင်လွတ်လပ်ခွင့်ရဖို့အတွက်သုံးကြတယ်ပြီးရင်စီးပွားရေးတွေပြန်လုပ်ကြတယ်ပြီးရင်တခြားရင်းနှီးမြှုပ်နှံမှုတွေပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေအသီးသီးကျွန်တော်တို့လုပ်ကြရပေါ့ ဒီချိန်မှာကျွန်တော်တို့တချို့ကလည်းပြောတယ်ပေါ့နော်ငွေမစူရဘူးပေါ့ချမ်းသာခြင်းငွေစူဖို့မလိုဘူးဒီငွေကိုပွားဖို့လိုတယ်ပေါ့နော်ပြန်ပြီးရင်းနှီးမြှုပ်နှံဖို့လိုတယ်ပေါ့အဲ့တော့ဒီပြန်ပြီးရင်းနှီးမြှုပ်နှံရမယ်ပမာဏတခုရောက်ဖို့အတွက်ဆိုရင်အရင်ဆုံးငွေစူမှောက်ဖြစ်မယ်ဗျအဲ့တော့စူထားတဲ့ငွေရှိမှပဲကျွန်တော်တို့ကပြန်ပြီးပွားလို့ရတာပေါ့ဒီဘာမှမရှိဘဲနဲ့ဟောဒါကြီးကိုပွားလို့မရဘူးเนาะအဲ့တော့ဒီတော့ဒီနေ့မှာတော့ကျွန်တော်ကငွေစူဖို့ ကတ်ခဲနေတဲ့သူတွေတော့ဗောနော်အသေးကျင်လေးတစ်ခုရအောင်ကျွန်တော်ကပမာဏလေးတစ်ခုသတ်မှတ်ပြီးတော့9000ဆိုတဲ့ဒီပမာဏလေး ਨੇ ကိုယ့်ရဲ့ငွေစုတတ်တဲ့လေးကျင်ကိုဘလို့တိဆောက်ယူမလဲဆိုတဲ့ဟာလေးတွေဒီအချက်လေးတွေကိုကျွန်တော်အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ခေတ်မှာပမာငွေကျ9000ဆိုတာအသင်းအတွက်တစ်ဖက်ကြီးဘိုးတော်၎င်းနားမွှင်ဒီကွန်ရဘိုးတော်၎င်းဖြစ်ချင်းဖြစ်နေနိုင်ပါတယ် အဲ့တော့ကျွန်တော်တို့ financial guru တွေပြောတဲ့စကားအလေးရှိပါတယ်ငွေစုဖို့အတွက်ဆိုလို့ရှိရင်ဒီပမာဏကအရေးမကြီးဘူးပေါ့နော်ဒီကိုယ့်ရဲ့အလေးအကျင့်တခုကိုတိဆောက်ဖို့ပါပဲရေးကြီးပါတယ်ဒါကြောင့်မို့လို့ပမာဏအဓိကမဟုတ်ပါဘူးမိတ်ဆွေတွေငွေစုတတ်တဲ့လေ့ကျင့်တွေရပါပြီဆိုလို့ရှိရင်လည်းမိတ်ဆွေရဲ့ဒီ financial freedom ငွေကြေးပိုင်းဆိုင်ရာမှာအများကြီးရှိစားသွားလို့ရပါပြီဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့မှာငွေစုတဲ့လေ့ကျင့်တွေကို လိုမျိုးတိဆောက်မလဲဆိုတဲ့ဟာကိုပြောပြမှာဖြစ်ပါတယ်။အလိုစုတဲ့နေရာမှာလည်းတရက်ကိုကျွန်တော်တို့9000လောက်နှုန်းနဲ့ဒီပမာဏလေးကိုဘလိုမျိုးနီးနန်းနေတယ်ကျွန်တော်တို့စုလို့ရမယ်ဆိုတဲ့ဟာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစားလိုက်ကြရအောင်။ဟုတ်ပါပြီ။ပထမဆုံးကျွန်တော်ပြောချင်တဲ့ချက်ကတော့ကိုယ့်ရဲ့နေစဉ်အသုံးစိတ်တွေကိုအချက်ချင်းလျှော့ချပစ်တဲ့အချက်ပေါ့နော်။အချက်ချင်းလျှော့ချပစ်ရမယ်။ဘလိုဟာမျိုးတွေလဲဆိုရင်ဥမာဟိုနေတိုင်းတောင်းနေကြကော်ဖီ ဖြစ်ဖြစ်နားမွှဲကိုမနက်တိုင်းအပြင်မှာစားနေကြမုံတခုဖြစ်ဖြစ်ပြီးရင်ကိုယ့်ရဲ့ဒီသွားနေကြစီးနေကြဒက်စီကဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကမနက်မှာတောက်နေကြကော်ဖီဆိုလို့ရှိရင်လည်းကိုယ်အိမ်ကနေပြီးတော့တခုအစားထိုးပြီးယူလာတာမျိုးဒါမှမဟုတ်ရင်ဒီကော်ဖီအစားကျွန်တော်တို့ကတခြားဒီသူ့ထက်ဈေးသက်တာတဲ့ဒီ supplement တခုနဲ့ဖြည့်ဖြည့်လိုက်တာမျိုးပေါ့နော်ဒီလိုဟာမျိုးတွေကျွန်တော်အလုပ်လုပ်ရတယ်ပြီးရင် ဒီနေ့တင်စီးနေကြဒီတက္ကစီဆိုလို့ရှိရင်လည်းဒီတက္ကစီစီးမဲ့နေရမှာကျွန်တော်တို့လမ်းလျှောက်ပြီးသွားလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီတမတ်တိုင်စာပို့ပြီးလျှောက်ပြီးတော့ဒီ transportation ကိုလျှောက်ချလိုက်တာပဲဖြစ်ဖြစ်ဒါမျိုးတွေကိုလုပ်လို့ရပါတယ်အဲ့တော့ဒီလျှောက်ချလိုက်တဲ့ဟာကလက်ဖက်ကြီးတစ်ခွက်ပို့ဒီ transportation ကတခုကအနည်းဆုံး2000 4000လောက်ကတော့ရှိနိုင်ပါတယ်เนาะအဲ့တော့အဲ့ဟာလေးကိုကျွန်တော်တို့ဖြည်းဖြည်းချင်းစပြီးတော့လျှောက်ချကြည့်အောင်ပါเนาะဒီဒီကနေပြီးတော့ ပြင်းလျှော့ချလို့ရတယ်ပြီးရင်နောက်နံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့ဒီတတ်တတ်လိုတယောက်ခွဲထုတ်တယ်နီးပေါ့နော်မင်းဆွေအတင်ကလာစားရတာပဲဖြစ်ဖြစ်ဒါအမှုံရင်တင်ကနေနေစားဆိုရင်လည်းနေစားကရတာပဲဖြစ်ဖြစ်ဒီရလာတဲ့ငွေပမာဏတစ်ခုပုံမှာချက်ချင်းမသုံးမင်းနဲ့ဒီထက်ကနေပမာဏတစ်ခုမှထားရတော့ခုကျွန်တော်ပြောနေဆိုတော့9000ပေါ့နော်9000အကြက်ကိုအရင်ဆုံးဖယ်ထုတ်လိုက်ပါဖယ်ထုတ်ပြီးပြီးရင်ပိုတဲ့ဟာမှသုံးပါဒါတော့ဒီ ရင်းနှီးမြှုပ်နှံမှုဂူရူကြီးဝါနန်ဘာဖတ်ပြောတဲ့အတိုင်းပါနော်ပို့ပြီးတော့စုပြီးတော့ပို့တာကိုပဲသုံးပါသုံးပြီးလို့ပို့တာကိုမစုပါနဲ့ဆိုတဲ့စကားအတိုင်းပါနော်အဲ့တော့ကျွန်တော်တို့ရတဲ့ပမာဏတခုကိုတတ်တတ်ဖယ်ထုတ်တာမယ်ဒီငွေသည်ကိုယ်နဲ့မဆိုင်ဘူးလို့သတ်မှတ်ထားပြီးတော့ဒီဟာကိုချက်ချင်းစုတဲ့ထဲကိုထည့်မယ်ပြီးရင်ပို့တဲ့ဟာကိုမှကျွန်တော်တို့အတွက်သုံးမယ်ပေါ့နော်ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့လုပ်လို့ရပါတယ်နောက်နံပါတ်3အချက် တော့ကျွန်တော်တို့ဒီ challenge လုပ်တာပေါ့နော်ကိုယ့်ကို challenge လုပ်တဲ့အပေါ့ဒီကဘယ်လိုလဲဆိုတော့ကိုယ်မှာအကျွေးအကျွေးရှိပြီပေါ့နော်ဥပမာ100ချက်တန်း900တရားတို့900တို့ဒီလိုအကျွေးလေးတွေကိုရေကိုစီရောရောက်လာလေဆိုလို့ရှိရင်ကိုယ်ကမသုံးမင်းနဲ့ဒီ9000ချက်မပြည့်မချင်းပေါ့နော်အဲ့ဒါလေးတွေကိုကဒီစုထားမယ်စုထားပြီးအဲ့9000ပြည့်လာတဲ့အချိန်မှာဒီအကျွေးတွေကိုပေါင်းပြီးဖြည့်လိုက်မယ်ပေါ့နော်ဒီလိုနီးနေလဲကျွန်တော်တို့စုလို့ရပါတယ်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ no span day ပေါ့နော်ကိုယ့်ရဲ့ ဒီဒရင်မတ်တစ်ခုဒရင်မတ်900တပတ်မှာလုံးဝမသုံးတဲ့ရက်တရက်ဖြစ်သတ်မှတ်ထားတာပေါ့နော်ဒီလိုအမျိုးကြီးလည်းလုံးလို့ရပါတယ်ဒီလိုတရက်မှာကျွန်တော်တို့ကဒီပတ်ဆက်မသုံးတဲ့ရက်မှာကျွန်တော်တို့ကအပြင်အပြင်စားမစားရတာမှမဟုတ်ရင်ဒီကိုယ့်ရဲ့တည်ယူပို့ဆောင်ကဒီ transportation တစ်ခုကို short ချတာဒီလိုအမျိုးတွေကိုလုံးလို့ရပါတယ်အဲ့ဒီကနေပြီးတော့အနည်းဆုံးဒီ3000 4000ဒီအနည်းဆုံး9000ပေါ့ဗျာဒီလိုဟာမျိုးကတော့ထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုပဲကျွန်တော်တို့ပြင်မှတ်ထားပြီးတော့ကျွန်တော်တို့ရဲ့စုတဲ့ထဲကို ဲ့သွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးစုချင်းရမယ်မင်းဆိုရတရက်ကို9000စုမယ်ဆိုရင်ဒလာမှာတသိန်းခွဲဒီတသိန်းခွဲကနေပြတစ်နှစ်ကြာတဲ့အခါမှာပါရလာမယ်ဆိုရင်ဒီဘောနော်18သိန်းရလာမှာဖြစ်ပါတယ်အဲ့တော့ဒီ18သိန်းကတစ်နှစ်လုံးနေမှာ18သိန်းကဘာလို့လို့ရမှာလဲဆိုလို့မေးစရာရှိပါတယ်အဲ့တော့ဒီ18သိန်းကမင်းဆိုဒီနေ့ခင်မှာ9သိန်းဆိုလို့ရှိရင်မယ်ဒီအတင်းအတင်းပေါ့နော်တင်းနေရှိရဖုံးတစ်လုံးတော့ဝယ်လို့ရပါတယ် ဲ့တော့ဒီ78သိန်းဆိုလို့ရှိရင်ဒီ78သိန်းကနေကိုယ့်ရဲ့ဖုန်းတစ်လုံးကိုဝယ်မယ်ပြီးရင်ဒီဖုန်းကနေပြီးတခြားလုံးလို့ရတဲ့စီးပွားရေးတွေအများကြီးရှိပါတယ်ဒီနေ့ခင်မှာရန်ကုန်လာတဲ့လွယ်ကူနေပါပြီအဲ့တော့ဒါတွေကနေပြီးတော့တစင်းတစင်းထပ်ပြီးသွားလို့ရပါတယ်ဒါတော့ဆွေတို့ဒီနေ့ကျွန်တော်ပြောခဲ့တာကတော့ဝင်စုဖို့အတွက်လေ့ကျင့်ကောင်းတစ်ခုကိုဒီကျွန်တော်ရဲ့ ခွဲခြမ်းစိတ်ဖြာပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဘင်းဆွေလို့ရောဘလို့နီလာနေနေငွေစုမိနေကြတယ်ဆိုတာကိုကွန်မန့်မှာပြောခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ် smart ဖြစ်တဲ့ business တွေကိုတည်ဆောက်ရနေဆိုရင်တော့ကျွန်တော်တို့ရဲ့ smart biz academy youtube channel လေးကို subscribe လုပ်ပေးခဲ့ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်